င်္ဂလာပါရှင်။တန်လင်းထိုင်းရဲ့မတ်လ၈ရက်နေ့ည၈နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဖျားသောစုမျိုးကတရုတ်နိုင်ငံသားတွေနေရာရွှေ့ပြောင်းနေတဲ့တဲ့။ကော့တောင်မှာစစ်မှုထမ်းစူးစောင်းခံရသူလူငယ်တို့ PDF ထံဝင်ရောက်ခုလုံလာတဲ့တဲ့တွေအပြင် ထိုင်းမြန်မာနယ်စပ်မှာနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့သတင်းနဲ့နောက်ဆုံးလာနေတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအချိန်ကာလသုံးသက်ချက်သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ပြည်ထောင်ငင်းချမ်းရေးတပ်ဖွဲ့ဝင်တွေယူကရိန်းစီဆေးလို့ရင်ဒိုင်းရိုက်စစ်ဖြစ်မဲ့သဘောပဲလို့ရုရှားသတိပေးလိုက်တဲ့သတင်းဆွဆွဲခန့်တောင်ကိုရီးယားသမ္မတကိုဖန်ဝရန်ရုပ်သိမ်းပြီးပြန်လွှတ်ပေးဖို့တရားရုံးအမိန့်ချလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖန်ဆီးခံရတဲ့ပြည်သူရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ။ ထိုင်းမြန်မာနယ်စပ်တရင်ပြည်နယ်ဖျားသုံးစုမြို့နယ်မှာရှိနေတဲ့တရုတ်နိုင်ငံသားတွေကိုထွက်ခွာသွားဖို့ DKBA ကအမိန့်ထုတ်ပြန်ပြီးတဲ့နောက်တရုတ်နိုင်ငံသားတွေဟာမြို့ပြင်ဘက်ကိုပြောင်းရွှေ့သွားကြသလိုတချို့တွေဟာလည်းမြို့ထဲမှာပဲဆက်ရှိနေကြသေးတယ်လို့ဒေသခံတွေကတလွင်ထားမှုပြောပါရယ်ဖျားသုံးစုမျိုးကိုထိန်းချုပ်ထားတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ကဖေဖော်ဝါရီလ28ရက်နေ့နောက်ဆုံးထားပြီးတရုတ်လူမျိုးတွေမြို့ထဲကနေထွက်ခွာကြဖို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့မှာလက်မှတ်ရေးထိုးအမိန့်ထုတ်ပြန်ထားတာပါ။ အဲ့ဒီနောက်တရုတ်နိုင်ငံသားတွေဟာမြို့ထဲမှာအရင်လိုသွာလာနေတာမျိုးမရှိတော့ပဲမြို့အပြင်ဘက်ရှိ Raba Channel ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်အမတ်နဲ့နှီးပြူဟာမူဘုံမူကြီးစော A1 ပိုင်ဆိုင်တဲ့ချောင်းဆောင်တဘာဝအပန်းဖြေရေတကုံကိုပြောင်းရွှေ့သွားခဲ့တာပါ ဒေသခံတွေရဲ့ပြောပြချက်အရဖျားသုံးစုမျိုးနဲ့လေးမိုင်ခန့်အကွာမှာရှိနေတဲ့ကြောဘလူကျေးရွာအနီးရှိတေကကြော်ကျဲတဲ့ရာဘာချံမှာလည်းတရုတ်လူမျိုးတွေနေထိုင်ဖို့အတွက်ဆိုပြီးအစာအုပ်အသက်တွေအများပြားဆောက်လုပ်နေပြီးအင်တာနက်သုံးစွဲဖို့အတွက်အစာအုပ်ခေါင်မိုးတွေပေါ်မှာလည်း Starlink mini set တွေအများပြားတက်ဆင်ထားတာဖြစ်ပါတယ်။ အလာတူဖျားသုံးစုမျိုးနဲ့ဆယ်မိုင်ခန့်ကွာဖျားသုံးစုကြာအင်းစိတ်ကြီးကားလမ်းမပေါ်မှာရှိတဲ့အေက40နီးပါးကျဲတယ်။ချောင်းဆောင်တဘာဝအပန်းဖြေရေတကွန်ဝင်းကြီးတစ်ခုလုံးကိုဗော်မူကြီးစောအေ1ကတရုတ်လူမျိုးတွေကိုသုံးနှစ်စာချုပ်နဲ့ငားယမ်းထားတယ်လို့ဆိုပါတယ်။ အရင်ကချောင်းစုံတဘာဝအပန်းဖြစ်ရေတကောမှာခရီးသွားဧည့်သည်တွေလာရောက်လဲပတ်တာတွေရှိပြီးလက်ရှိမှာတော့ဧည့်သည်လဲပတ်ခွင့်ကိုဖေဖော်ဝါရီလတတိယပတ်အခမ်းအနားစလို့ပိတ်ပင်လိုက်တာဖြစ်တယ်လို့အစာအုပ်တွေထပ်မံဆောင်လုံးတွေကရေတကောအဝင်ဝောက်မှာလဲ DKBA စစ်သားတွေလုံခြုံရေးယူပေးထားတယ်လို့သိရပါတယ်တဖက်မှာလည်းဘုံမူကြီးစောအေဝမ်ကတရုတ်နိုင်ငံသားတွေမျိုးထဲကနေထွက်ခွာကြဖို့အမိန့်ထုတ်ပြန်ထားပေမဲ့တချို့အိမ်တွေမှာတရုတ်လူမျိုးတွေအိမ်တကားပိတ်ပြီးဆက်လက်နေထိုင်နေတယ်လို့ဒေသခံတွေကပြောကြပါဗျ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့ကလည်း MS34 9922မှာကြားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ကြားဖြန့်ခိုင်းသား86ဦးကိုဒီမိုကရေစီအကျိုးပြုကင်းရင်တပ်မတော်ကရွှေကုန်းကိုမြို့တံလွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။တနင်္လာနေ့တိုင်းကော့တောင်မြေနယ်မှာစစ်ကောင်စီရဲ့စစ်သားစုဆောင်ခံရတဲ့လူငယ်အုပ်ထွက်ပြေးလွတ်မြောက်လာပြီးပြည်သူ့ရင်ဝင်ထံခိုလုံလာခဲ့တယ်လို့ဗိမ့်မွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေသိရပါတယ်။ စစ်ကောင်စီရဲ့စစ်မှုထမ်းစုဆောင်ခံရတဲ့လူငယ်တွေဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ3ရက်နေ့ညပိုင်းမှာထွက်ပြေးခဲ့တာဖြစ်ပြီးအဲ့ဒီထဲကအမျိုးသား2ဦးဟာမတ်လ6ရက်နေ့ကပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှလာရောက်ခိုလုံခဲ့တာပါထိုင်းနိုင်ငံရန်နောင်မြို့မှာအချုပ်ကြားခံပြီးနောက်မြန်မာနိုင်ငံကော်တောင်းမြို့ကိုပြန်လည်ပို့ဆောင်ခံရတဲ့လူငယ်နှုတ်ကိုစစ်ကောင်စီတပ်သားတွေကစစ်မှုထမ်းအပတ်စဉ်ကိုအတွက်ဖမ်းဆီးခဲ့ပြီးကော်တောင်းမြို့နယ်ခလာရ431တပ်စခန်းတံပို့ဆောင်ခဲ့တာပါ ဲ့ဒီနောက်ကော်တောင်မြို့နယ်ခလာရ၄၃တက်စခန်းမှာတပန်နီပါကြာနေခဲ့ရပြီးအဲ့ဒီကနေတစဉ်ဘိမ်းမြို့ကိုဆက်လီနဲ့အထက်မှန်ပို့ဆောင်ခဲ့ပြီးနောက်ရွှေဒူးပညာရေးကျောင်းတန်းပို့ဆောင်ခဲ့တာပါရွှေဒူးပညာရေးကျောင်းကိုရောက်ရှိပြီး၂ရက်ခန့်အကြာမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ၃ရက်နေ့ညတနာရီအချိန်ခန့်ကထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ စတင်ထွက်ပြေးချိန်ကစုစုပေါင်း16ဦးထွက်ပြေးခဲ့တာဖြစ်တယ်လို့နောက်တစ်ရက်မှာတော့4ဦးပြန်လည်ဖမ်းဆီးခံခဲ့ရပြီး12ဦးလွတ်မြောက်ခဲ့ကအဲ့ဒီထဲမှာကိုတန်းနိုင်ထွေးနဲ့ကိုနိုင်ဝင်းထွန်းတို့2ဦးကမိန်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံလာရောက်ခိုလုံခဲ့တာပါပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းစစ်ကောင်စီရဲ့အရာရှိအဆင့်ပုံမတူအပါဝင်စစ်ကောင်စီတပ်သားနဲ့ရဲ64ဦးဟာပြည်သူ့ရင်ဝင်နဲ့ခိုးလုံလာခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1496ရက်တွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စီးဝတ်တင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစက်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1496ရာတွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6389ဝတ်တိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ28869ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ6989ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိန်းမှုကာလတွေတွင်စက်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွန်မြောက်ထားပါတယ်။ ီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများအကူအညီစောင့်ရှောက်ရေးတင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ကလေးဖိုးကလိုကျေးရွာအနီးတွိုင်းမှာစစ်ကောင်စီနဲ့ KNL တော်လန်ရေးပူပေါင်းဖွဲ့တွေကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ထိုင်းစစ်တပ်ကနယ်စပ်ကိုစောင့်ကြည့်နေရယူပြီးလုံခြုံရေးတိုးမြှင့်ချထားတယ်လို့ဆိုပါတယ်။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါတယ်။ ိုင်းမြမာနေဆက်ဖြစ်တဲ့ကင်းပြည်နယ်လှိုင်းဝဲမြို့နယ်ကလီဖိုးကလူးကြီးရွာနီးတဝိုက်မှာမက်လာဒုတိယပတ်တိ KNL ဒေါ်လိန်ပူအောင်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့နေဆက်သတင်းမြစ်တွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကစပြီးကလီဖိုးကလူးကြီးရွာရှိစစ်ကောင်စီတပ်ရဲ့ပူလူတူတက်စကန်ကိုကင်းမျိုးသားလူမျိုးရေးတက်မတော့ KNL တက်မှခုနှစ်ဦးဆောင်တဲ့ဒေါ်လိန်ပူအောင်ဖွဲ့တို့ကစတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေဟာမက်လာရှိရနေ့ထိပြင်းထန်နေစေဖြစ်ပါတယ်။ KNL တော်လိုင်းပူအောင်တပ်ဖွဲ့ဟာစစ်ကောင်စီတပ်ပေါ်ဒရုန်းတွေနဲ့ဘုံကျဲချတိုက်ခတ်ခဲ့သလိုစစ်ကောင်စီတပ်ကလည်းလေကြောင်းနဲ့လာရောက်ပစ်ခတ်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အတွက်ထိုင်းစစ်တပ်ကနေဆက်ကိုစောင့်ကြည့်နေရယူပြီးလုံခြုံရေးတိုးချထားတယ်လို့ဆိုပါတယ်။နှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနေဆက်ကလီပုကလူရွာနီးဝင်းကျင်မှာ ဖြစ်ပွားခဲ့တဲ့စစ်ရေးပြင်းထန်မှုတွေကြောင့် ကလေးပုဂလူရွာအပါဝင် ကြီးရွာ၃ရွာထက်မနည်းကဒေသခံပြည်သူ900ဝန်းကျင်ဟာထိုင်းနိုင်ငံဘက်ချင်းထခရိုင်ထဆောင်ရန်မြို့နယ်တွေထွက်ပြေးတင်းချောင်နေရပါတယ်ထွက်ပြေးတင်းချောင်လာတဲ့ဒေသခံပြည်သူစစ်ပေးရှောင်900ဝန်းကျင်ကိုထိုင်းလုံခြုံရေးဖွဲ့တွေကစောင့်ကြည့်ထားပြီးလူသားချင်းစာနာမှုကူညီတွေပေးအပ်ထားတယ်လို့ထိုင်းစစ်တပ်ရရှိသူကထုတ်ပေါ်ပြောဆိုထားပါတယ် တက်မာခုနှစ်နယ်မြေမှာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကလေးကစစ်ကောင်စီတပ်နဲ့ KNDI KNDU ပူးပေါင်းဖွဲ့တို့ကြားနှစ်ဖက်စီရေးတိမာနေခဲ့တာဖြစ်ပြီးဗဟုထဏချုပ်ဟောင်းမာနေဘလော့ကို KNU ကပြန်လည်သိမ်းပတ်ရရှိနိုင်ခဲ့သလိုစစ်ကောင်စီတပ်ကလည်းတက်မာခုနှစ်နယ်မြေတွေက KNU ဗဟုထဏချုပ်ကိုဒုံးနဲ့လာရောက် ဘုံကျဲချတာတွေရှိခဲ့ပါတယ် KNU ဗဟိုဌာနချုပ်ထဲစစ်ကောင်စီတပ်ရဲ့ drone ဘုံကျဲချမှုကြောင့်ရသအချို့ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့တယ်လို့အခုနှစ်2025ခုနှစ်အစောပိုင်းမှာတပ်မဟာခုနှစ်နေမီတဲ့ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို KNNI ပူးပေါင်းဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကအထိနာသွားခဲ့ပါတယ် နိုင်ဝဲမြို့နယ်ထိုင်းနေဆက်နာလက်တလို့ဖြစ်ပွားနေတဲ့စီအချီနီတွေကြောင့်ဒေသခံစစ်ပီးဆောင်ပြည်သူတွေဟာနေရမပြန်နိုင်သေးသလိုစစ်ကောင်စီတပ်ကလေကြောင်းလာရောက်ဘုံကျက်ခဲ့တာကြောင့်ဒေသခံတွေဟာကြောက်ရွံ့ထိတ်လန့်ပြီးဝန်းကိုချင်းနဲ့ပုံအောင်နေထိုင်ရတယ်လို့သိရပါတယ်ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့စစ်ကောင်းဆောင်ပို့ချုံမှုကြီးမင်းအောင်လိုင်ဟာအထွေထွေရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာသို့မဟုတ်နောက်နေ့ဇန်နဝါရီလအစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ထုတ်ပြောလာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ ာနာသိန်းစစ်ကောင်းဆောင်ကအထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာဒါမှမဟုတ်နောက်နှစ်ဇန်နဝါရီအစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ဘယ်လာရုစ်ခီးစင်မှာအချိန်ကာလကိုသတ်မှတ်ပြောဆိုလာပါတယ်။ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကမတ်9ရက်နေ့မှာပြုလုပ်တဲ့ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ပူးရဲသတင်းစာရှင်းလင်းပွဲကနေပြောဆိုခဲ့တာလို့စစ်ကောင်းစီကသတင်းထုတ်ပြန်ပါတယ်။ရွေးကောက်ပွဲဝင်ဖို့အတွက်နိုင်ငံရေးပါတီ53ပါတီကစာရင်းပေးသွင်းထားပြီး ရွေးကောက်ပွဲကျင်းပမှုပေါ်ဘယ်လာရုစ်နိုင်ငံကလိလာရေးအဖွဲ့တွေကိုလည်းလာရောက်ကြည့်ရှုနိုင်ဖို့စစ်ကောင်းဆောင်ကဖိတ်ကြားထားတာပါနိုင်ငံလိလာသုံးသက်သူဦးတန်းစုနိုင်ကရွေးကောက်ပွဲအစီအစဉ်ဟာအချိန်ကာလအနည်းနဲ့နောက်ဆုတ်လာနေသလို2025ဟာဆက်နာရှင်စနစ်ကိုအဆုံးသတ်မဲ့နှစ်ဖြစ်လို့ကျင်းပပြစ်မယ်မထင်ဘူးလို့သုံးသပ်ပါတယ်သူရွေးကောက်ပွဲအစီအစဉ်နေဟာရှေ့ရှုံနေတဲ့အတွက်တဖြည်းဖြည်းဆုတ်ဆုတ်လာတာကို2025 2025ရောက်တဲ့အခါကျတော့လေ2026သူအဲ့ဒီဝဲပြောင်းနေမှာပဲ ဒါပေမဲ့ချိန်ရတော့2025ကျော်ကြအကြောင်းရှိပါဦးမင်းအောင်လည်းစေးရရှုံးနေပြီးတော့ကျွန်တော်တို့ဒီဗီဒိုကနေပြီးတော့သူထွက်ခွာမယ်ချိန်ဖြစ်တဲ့အတွက်ဒီကောက်ပွဲကလည်းကျင်းပပြစ်မယ်လို့မထင်ဘူးလို့ကျွန်တော်ကတော့ဒူဒီအမြင်အနေနဲ့သုံးသပ်ပါတယ်ကဲအနာသိန်းချင်ကစပြီးရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်လို့အမြဲတစေထုတ်ပြောထားတဲ့စစ်ကောင်စီဟာနိုင်ငံကိုအရေးပေါ်အခြေအနေဖြစ်တစ်နှစ်ကျင်းညခဲ့ပြီးနောက်ဒေတာမတည်ငြိမ်မှုအကြောင်းပြချက်နဲ့6လတက်တန်းကိုအချင်းချင်းတွဲယူခဲ့တာပါ မဲပသမာမှုအကြောင်းပြချက်နဲ့နိုင်ငံကိုရေးပေါ်ကြေညာပြီးခိတ္တတောင်းယူထားတာကြောင့်မကြခင်ဥပဒေနဲ့ညီရွေးကောက်ပွဲကျင်းပသွားဖို့အချိန်ကာလနှစ်ခုကိုစစ်ကောင်းဆောင်ထုတ်ပြောထားတာကလည်းမတိကျမရေရပါဘူး။ပြီးခဲ့တဲ့2022ခုနှစ်တုန်းကလည်းလာမယ့်2023ခုနှစ်အောက်ဘုတ်မှာရွေးကောက်ပွဲကျင်းပပေးပြီးအနိုင်ရပါတီကိုအာဏာလွှဲပေးမယ်လို့စစ်ကောင်းဆောင်ပါဝင်ကော်မရှင်ဘက်ကထုတ်ပြောခဲ့ပေမဲ့ဖြစ်မလာခဲ့တာသက်သေပါ။အခုထုတ်ပြောလာတဲ့ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကလည်းဝင်ရောက်ရှင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီရဲ့အတွက်ပါတီဝင်ဥယျာဉ် ရုံးကားဖွဲ့လှစ်မှုနဲ့ကိုယ်စားလှယ်လောင်းအရေးအတွက်ပြည်မီဖို့အကြက်တဲဖြစ်စေပါတယ်။ကင်းပြည်နယ်တွင်းစည်းရုံးမဲ့မွန်တွတ်တရေးပါတီရဲ့ခေါင်းဆောင်သူကလက်ရှိအခြေအနေနဲ့ပါတီဘက်ကပြင်ဆင်ရမယ့်အချိန်ဟာအနည်းငယ်သာရှိတဲ့အတွက်အခက်အခဲရှိတယ်လို့ပြောပါတယ်။ကျွန်တော်ပါတီနည်းနည်းတော့အခုလောလောလတ်လတ်လုပ်မယ်ဆိုရင်တော့ပြင်ဆင်ဖို့အချိန်ကြီးဘာမှတော့ရမှာမဟုတ်ဘူး။အဲဘာလို့လဲဆိုတော့ဒီမနက်နေ့လုံးချုံမှုရောပါရောညာရောဘောနောပါတီဝင်ရောပေါ့ဟိုမက်ဆေ့ချ်စီရောမှုဆိုတာလည်း ဟိုမမလွယ်ဘူးလေမလွယ်ဘူးဆိုတော့လေကျွန်တော်တို့ယူချစ်ကဟိုဟိုဒီရေကောက်ပွဲမှာဖြစ်ခဲ့တဲ့တိုင်အောင်ပေါ့ဟိုမဖြစ်မနေပါဝင်ရမယ်ကိုယ်စလေ၃ရောင်းလောက်ပဲညစင်းတင်တင်းမယ်ပေါ့နော်အဲ့လိုတော့ယူရထားပါတယ်သုံးဒီနိုင်ဒီရတော့ထားလိုက်အောင်ပေါ့နော်ချင်းရဘလို့လာမယ်မမမသိတော့လေအဲ့လိုပဲဆုံးဖြတ်ထားတယ်ကြည့်စစ်ကောင်စီရဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥရိယာရွေးကောက်ပွဲကျင်းပမဲ့ရက်မတိုင်ခင်ရက်ပေါင်း60အတွင်းပြည်ထောင်စုတွင် စီယုံမဲ့ပါတီဖြစ်လို့ရှိရင်ပါတီဝင်ဥယျာဉ်အနည်းဆုံး9000ရှိရမှာဖြစ်ပြီးမြို့နယ်အားလုံးရဲ့အနည်းဆုံး3ပုံတပုံမှာပါတီရုံးခန်းဖွင့်လေရမှာပါဒါပြင်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တစ်ခုအတွင်းစီယုံမဲ့ပါတီဆိုရင်တော့ပါတီဝင်ဥယျာဉ်အနည်းဆုံး1000ရှိရမှာဖြစ်ပြီးအဲ့ဒီဒေသအတွင်းမှာရှိတဲ့မြို့နယ်အားလုံးရဲ့အနည်းဆုံး9မြို့နယ်မှာပါတီရုံးခန်းဖွင့်လေရမယ်လို့ပြထန်းထားပါတယ်ဒီအတွက်ကြောင့်2025ခုနှစ်ဒီဇင်ဘာဒါမှမဟုတ်2026ဇန်နဝါရီအစောပိုင်းမှာမဖြစ်မနေရွေးကောက်ပွဲကျင်းပလာရင် နိုင်ငံရေးပါတီရဲ့အတွက်အခုချိန်ကစပြီးပြင်ဆင်ချိန်10လလောက်သာရတော့တဲ့အချိန်ဒီပါတစ်ဖက်မှာဆ ਿਆ နာရှင်စနစ်အမြင့်ပြည့်ရေးတိုက်ပွဲတွေကလည်းနိုင်ငံအနှက်အရှိန်ဟုန်မပြတ်ဆက်ရှိနေသလိုစစ်ကောင်စီရဲ့အပြည့်အဝထိချုပ်ထားနိုင်တဲ့နေမည်စိုးမမှုတွေကလည်းတုံးပုံတပုံတော့မပြေတော့ပါဘူး BNI မြန်မာ Peace Monitor ရဲ့အချက်အလက်တွေအရနိုင်ငံတွင်းမြို့နယ်ပေါင်း330ရှိရတဲ့က240မြို့နယ်မှာတိုက်ပွဲတွေရှိနေတာကြောင့်စစ်ရေးပဋိပက္ခဖြစ်စဉ်တွေမရှိသေးတဲ့မြို့နယ်အကြီးအကျယ်ဟာ60%ကျန်ရှိတော့တာဖြစ်ပါလိမ့် စီရီယံဘူကြီးစင်ရောကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရီနဲ့တော်လိုင်းရေးအဖွဲ့ရီအားလုံးစစ်ကောင်စီကိုစစ်ရေးအရဟန်ချက်ညီညီဖိအားပေးတိုက်ခိုက်ဖို့လိုအပ်မယ်လို့သုံးသပ်ပါတယ်။ဒီရွေးကောက်ပွဲကအောင်မြင်မြင်နဲ့ဖြစ်လာနိုင်စရာတော့မရှိဘူး။အဲဒါ့ပေမဲ့အခုဒီတိမ့်ပိုက်ပြီးနယ်မြေတွေပေါ့နော်။အဲတိမ့်ပိုက်ထားပြီးသားနယ်မြေတွေကိုကျွန်တော်တို့ကဆက်ပြီးတော့ထိန်းချုပ်ထားနိုင်မယ်ဆိုရင်တော့ရတယ်။အဲဒီလိုမျိုးဖြစ်ဖို့လဲကျွန်တော်တို့ဒီ IAO နဲ့ကျွန်တော်တို့နယ်မြေကန်တော်လိုင်းတပ်ဖွဲ့မှန်တယ်များကိုရဲတပွဲပေါ့နော်။နှစ်ဝတ်တပွဲတစ်ခုဖွဲ့စည်းပြီးကမှ ဟန်ချက်ညီတိုက်ခိုက်ဖို့လိုတယ်ဟန်ချက်ညီမတိုက်ခိုက်နိုင်ရင်တော့သူ့ရဲ့ဒီရုပ်ပြရွေးကောက်ပွဲကဒါဖြစ်ရှင်လဲဖြစ်သွားနိုင်မဲ့အနေအထားမျိုးရှိပါတယ်ခင်ဗျာစစ်ကောင်းဆောင်ရဲ့ရုရှားစီစဉ်မှာလွှတ်တော်ဥက္ကဋ္ဌနှစ်ဦးကမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကျင်းပချိန်မှာရုရှားနိုင်ငံအနေနဲ့ထောက်ခံအားပေးသွားမယ်ပြင်လိလာရေးဖွဲ့တွေဆက်လုပ်ပေးသွားမယ်လို့ပြောခဲ့ပါတယ်တရုတ်ဆိုရကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံပြီးလိုအပ်တဲ့အကူအညီတွေပေးသွားမှာဖြစ်လို့ ကိုကန့်တက် MND နဲ့အပြစ်ခတ်ရက်စဲနိုင်အောင်ဆစ်ဆက်ပေးခဲ့ပြီးမြမရေးမှာဝင်ရောက်ညှိနှိုင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီအပြစ်ဝထိ ंछ ုပ်ထားနိုင်တဲ့ရန်ကုန်နေပြည်တော်မန္တလေးပဲခူးအေရဝတီစတဲ့တိုင်းဒေသအတွင်းမှာရှိတဲ့မြို့နယ်တွေနဲ့ရက်ကွက်ကြီးွာတွေမှာရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပနိုင်ခြင်းရှိနေတာပါ။မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီကတော့ရန်ကုန်နဲ့ပဲခူးဒေသကိုပြန်လည်စိုးမိုးနိုင်ဖို့တိုက်ပွဲတွေစတင်ဖော်ဆောင်တော့မယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝင်းခိုင်တန်းကပြီးခဲ့တဲ့ဖေဖော်ဝါရီမှာထုတ်ပြောထားတာပါ။ ဒီအတွက် NUG ရဲ့ကာဝေးဝန်ကြီးဌာနပြည်သူ့ကာကွယ်တပ်တော် PDF အောက်မှာရှိတဲ့တိုင်းတပ်ဖွဲ့တွေပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းပဲခူးတိုင်းတွေကရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေအခြေချတပ်ဆွဲထားတဲ့ gate scan ခုနှစ်ခုကိုပူးပေါင်းတပ်တွေကတိုက်ခိုက်ချိန်မုံခဲ့ပါတယ်။မြို့သိမ်းတိုက်ပွဲဖြစ်မလာသေးတဲ့မွန်ပြည်နယ်မှာတော့လက်ရှိချိန်တိုင်းဆက်ဖြစ်နေရင်ရွေးကောက်ပွဲကိုစစ်ကောင်စီကကြဲကြဲပြန့်ပြန့်ကျင်းပလာနိုင်တယ်လို့ရမ်မြဖက်ဒရယ်အင်အားစုတဲ့ NRFF ကသုံးသပ်ထားတာပါ။ မော်ပြေဖက်ဒရယ်ကောင်စီအထူးရောင်ရွေးကောက်ပွဲစတင်တိုက်ဖျက်ရေးကော်မတီအဖွဲ့ခေါင်းဆောင်ဒေါက်တာတီတီမွန်ချန်းကရွေးကောက်ပွဲပြပြရေးအတွက်စီအရေးပြက်ပြက်သားသားတိုက်ဖျက်သွားမယ်လို့ပြောပါတယ်။ဟိုတတိယနဲ့အဓိကအရေးကြီးဆုံးနီလန်းကတိုင်းရင်းသားလက်နက်ကင် တော်လှန်ရေးအဖွဲ့အစည်းတွေຫນွေဥတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့နိုင်ငံရေးစီရေးအဖွဲ့အစည်းတွေနဲ့ပြူဟာမြောက်ပူပေါင်းပြီးတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့အတူရောင်ရွေးကောက်ပွဲပြပြရေးအတွက် ဟိုစီရေးအရက်ပြက်ပြက်သန်းသန်းအေးအယူတိုက်ပြတ်တော့ဖို့ကိုချမှတ်ထားပါတယ်နိုင်ငံရေးရပြည်သူလူထုနဲ့နိုင်ငံရေးပါတီတွေကိုတိုက်တွန်းသွားမှာဖြစ်တယ်လို့နိုင်ငံတကာကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတိအမှန်မပြုတ်ဖို့နဲ့အကူအညီတွေမပေးကြဘူးတန်တမန်နီးလန့်နဲ့လှုပ်ဆောင်သွားမယ်လို့သူကစက်ပြောပါတယ်လေတာသူတွေကတော့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပပြီးမှသာထပ်ပေါက်ရမယ်အခြေအနေမျိုးကြောင့်စီစဉ်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင်လေရေးပေါ်တက်တန်းကိုအထက်ထက်တိုးကရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးပမ်းနေမယ်တဘောလို့သုံးသပ်ကြပါသည် လက်ရှိမှာတော့စစ်ကောင်စီဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရီနဲ့တော်လိုင်းအင်အားစုတွေရဲ့နိုင်ငံအနှံ့ထိုးစစ်တွေကိုစစ်မှုထမ်းဥပဒေနဲ့တသားစုဆောင်ကရေပြင်ထက်ဝေဟင်ကနေနှီးပေါင်းဆောင်ဆက်လက်ခုခံရင်ဆိုင်နေစေဖြစ်ပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ပြည်ထောင်ငင်းချမ်းရေးတပ်ဖွဲ့ဝင်တွေယူကရိန်းစီဆေးလို့ရင်ဒိုက်ရိုက်ဆက်ဖြစ်မဲ့သဘောပဲလို့ရုရှားသတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါတယ်။ ယူကရိန်းငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့အတွက်ပြည်ထောင်ဝန်ကြီးချုပ်ကီယာစတာမာကတပ်ဖွဲ့ဝင်တွေဆေလွတ်ဖို့စီစဉ်နေတာဟာစစ်ပွဲမှာပြည်ထောင်တိုင်းရိုက်ပါဝင်တဲ့သဘောဖြစ်တယ်လို့ရုရှားကပြောကြားလိုက်ပါတယ်။ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီမှုရလာရင်စောက်ကြည့်ရေးဆန္ဒရှိတဲ့နိုင်ငံတွေမှာမိတ်ဖွဲ့ဖို့ပြည်ထောင်ဝန်ကြီးချုပ်ကပြင်သစ်သမ္မတမက်ခရွန်နဲ့အတူအဆိုပြုထားပါတယ်။ဒီလိုငြိမ်းချမ်းမှုထိန်းသိမ်းရေးနဲ့ယူကရိန်းကိုကူညီရေးညွန့်ပေါင်းအဖွဲ့မှာနိုင်ငံပေါင်း20လောက်ပါဝင်မှုရှိနေတယ်လို့ဝန်ကြီးချုပ်ကီယာစတာမာကပြောပါတယ်။ ဒါပေမဲ့ရုရှားနိုင်ငံသားရေးဝန်ကြီးစာဂျီလက်ဘရော့ကရုရှားနယ်စပ်မှာနိုင်ငံသားတက်တွေခြားထားတာကရုရှားနဲ့ဖြစ်နေတဲ့စစ်ပွဲမှာနေတိုးအဖွဲ့ဝင်နိုင်ငံတွေတိုက်ရိုက်တရဝင်ပါဝင်လာတဲ့သဘောဖြစ်ပြီးခွင့်ပြုလို့မရဘူးလို့ပြောကြားထားပါတယ်။ဒေါ်နယ်ထရန့်အဆိုရကယူကရိန်းကိုပေးနေတဲ့အမေရိကန်စစ်ရေးအကူအညီအားလုံးရပ်တန့်ထားသလိုထောက်လန်းရေးတရင်ဝေမျှမှုကိုလည်းရပ်တန့်ထားချိန်မှာဝန်ကြီးချုပ်ကီယာစတာမာကယူကရိန်းစီတိုက်ခိုက်ရေးဒရုန်းတွေအရှိန်မြှင့်ပေးဖို့ကူညီနိုင်ရေးလုံခြုံရေးလုပ်ငန်းတစ်ခုနဲ့လက်မှတ်ရေးထိုးသဘောတူထားပြီးဖြစ်ပါတယ်။ ပြည်ထိုင်နဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ပြောဆိုဆွေးနွေးမှုအပြီးမှာဝန်ကြီးချုပ်ကီယာစတာမာကအခုလိုပြောကြားခဲ့တာပါအမေရိကန်ကယူကရိန်းနဲ့ပတ်သက်လို့ရုရှားဘက်ကရက်တိနေရဲဆိုတဲ့ဆွဆွဲချက်တွေကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးကပယ်ချပြီးမီဒီယာတွေရဲ့တစ်ဖက်ဆောင်းနှင်းဖော်ပြမှုတွေဖြစ်တယ်လို့ဆိုပါတယ်။ဥရောပအတွက်ကာကွယ်ရေးအကူအညီတွေကိုတမရထရန့်ကရှင်းချနိုင်ခြင်းရှိတဲ့အတွက်ဥရောပကောင်ဆောင်တွေကကြိုတင်စီမံမှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။ ယူကရိန်းကိုဆက်လက်ကူညီပေးရေးလဲဥရောပခေါင်းဆောင်တွေသဘောတူထားပြီးရုရှားနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုရခဲ့ရင်ငြိမ်းချမ်းရေးတပ်ဖွဲ့တွေယူကရိန်းသို့ဆေလွတ်ဖို့ပြင်ဆင်နေပါတယ်ပြင်သစ်နယ်ပြည်ထောင်တို့ကယူကရိန်းစီငြိမ်းချမ်းမှုထိမ့်သိမ်းရေးတပ်ဖွဲ့တွေဆေးလွတ်ဖို့အဆိုပြုထားတာဟာထိတိုက်ရင်ဆိုင်လိုတဲ့သဘောထားကိုဖော်ပြနေတာဖြစ်တယ်လို့ရုရှားကပြောဆိုထားတာဖြစ်ပါတယ်။ဆွဆွဲခန့်တောင်ကိုရီးယားတမရာကိုဖန်ဝရန်ရုပ်သိမ်းပြီးပြန်လွတ်ပေးဖို့တရားရုံးကအမိန့်ချလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ ဆွဆွဲပြစ်တင်ခံထားရတဲ့တောင်ကိုရီးယားသမ္မတယွန်ဆုကယိုရဲ့ဖန်ဝရန်းကိုဖျက်သိမ်းမှုတရားရုံးတစ်ခုကမတ်9ရက်မှာအမိန့်ချလိုက်တာကြောင့်သမ္မတအနေနဲ့ပြန်လည်လွတ်မြောက်ရေးလမ်းပွင့်သွားခဲ့ပါတယ်။ကနအူထိန်းသိမ်းထားတဲ့ကာလသတ်မှတ်ရက်ကျော်လွန်သွားပြီတဲ့နောက်မှာထွက်ပေါ်လာတဲ့ဆွဆွဲပြစ်တင်မှုအခြေအခံကိုပြီးမိမိတို့အခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားဖို့ဒေတာတရားရုံးကကြေညာချက်မှာဖော်ပြထားပါတယ်။ တိကျအေဂျင်စီနှစ်ခုပါဝင်တဲ့စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တရားဝင်ဖြစ်မှုနဲ့ပတ်သက်လို့မေးခွန်းတွေရှိနေတယ်လို့လည်းတရားဝင်ကပြောပါတယ်။ယာတုကဆိုင်းငံ့ခံထားရတဲ့သမရရဲ့ရှိနေတွေကသမရကိုဖမ်းဆီးထားမှုဖြစ်တဲ့ရေးပြီးခဲ့တဲ့လမှာဥတိုက်လျှောက်ထားခဲ့ကြတာပါ။သမရရှင်ဟာဆေးဥချိုရေးဥပဒေခေတ္တကြီးညာမှုနဲ့ပတ်သက်လို့ပြီးခဲ့တဲ့ဇန်နဝါရီလလယ်ပိုင်းကပုံကံမှုဆွဲချက်နဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။တရားခံကိုထိမ့်သိမ်းထားတဲ့ကာလသတ်မှတ်ချက်ရက်ကျော်လွန်သွားပြီးမှဆွဆွဲပြစ်တင်မှုထွက်ပေါ်လာတာကြောင့်အခုလိုအတိုင်းဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့တရားဝင်ကပြောပါတယ်။ သမရရွှန်ကိုပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းတောင်ကိုရီးယားသတင်းဌာနယွန်ဟတ်ကစောစောပိုင်းမှာဖော်ပြခဲ့ပါတယ်။တောင်ကိုရီးယားရဲ့တရားဥပဒေစိုးမိုးမှုအသက်ဝင်နေဆဲဖြစ်တယ်လို့သမရရွှန်ရဲ့တရားရေးဖွဲ့ကပြောပါတယ်။သမရရဲ့ဖော်ဝရန်ဖြတ်သိမ်းလိုက်မှုကိုအာဏာရပြည်သူ့အင်အားပါတီကကြိုဆိုကြောင်းယွန်ဟတ်သတင်းမှာဖော်ပြထားပါတယ်။အခုချိန်မှာတော့သမရကိုမူရင်းယာရုနေရာမှာပြန်ခတ်မလားသူ့ရဲ့ယာရုတပ်တန်းကိုတရားဝင်အဆုံးတတ်ပြရမလားဆိုတာကိုဖွဲ့စည်းပုံခြေခံဥပဒေတရားရုံးကဆုံးဖြတ်ပေးရတော့မှာဖြစ်ပါတယ်။သမရအပေါ်ဆက်ဆွဲပြစ်တင်မှုဆက်လုပ်ခဲ့မယ်ဆိုရင်ယာရုကတရားဝင်ထုတ်ပြန်ခဲ့ရမှာဖြစ်ပြီး သူ့နေရာမှာတခြားတယောက်နဲ့အစားထိုးရေးနှစ်လအတွင်းရွေးကောက်ပွဲကျင်းပရမှာဖြစ်ပါတယ်မနက်ဖြန်မတ်လ9ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားတာယာနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းတို့မှာလေဟာအရှိအရှိတောင်ဘက်ကနေတနအင်း9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအထင်အထင်ရှိနိုင်ပါတယ်။မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအင်းဆယ်မှန်မှ -30 ခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်းအနှဲငယ်မှာလိုင်းအသင်သင်ရှိနိုင်ပါတယ်။ မိုးအချိန်တွေမှာတနင်္သာရီတိုင်းကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြောင်မိုးထစ်ချုံရွာနိုင်ပါတယ်။ကြံတိုင်းနဲ့ပြည်နယ်တို့မှာတော့အများအပြားသားရနိုင်ပါတယ်။နေပူချိန်တွေမှာမန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာပုံမှန်အပူချိန်ထက်ပိုနိုင်ပါတယ်။မြို့အချိန်တွေမှာတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြို့ထူများကြာဆင်းနိုင်ပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့မြို့သားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တာလင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တာလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထိုင်း Application ကနေလည်းဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။